မင်းမချစ်တဲ့လောကကြီးကိုစွန့်ခွာသွားခဲ့ပြီဖြစ်တဲ့ Anonymous အလုံးမင်းကလာပါဗမိစနောင်းကနေကြိုဆိုလိုက်ပါတယ် Anonymous ဆိုတာနဲ့ထားလိုက်ပါတဲ့ချင်းကိုတိဆိုထားတဲ့အဆိုတော်တယောက်ဖြစ်တယ်ဆိုတာကိုအလုံးသိကြတာပါ ထားလိုက်ပါတခြင်းအောင် Facebook မှာတမက TikTok မှာပါရန်ကုန်အောင်မြင်ပွဲရောက်ခဲ့ပြီးတော့လူတိုင်းရဲ့ပါးစပ်ဖြမ်းမှလည်းရေပန်းစားခဲ့ပါတယ် Anonymous ကထားလိုက်ပါတခြင်းတပုတ်ထဲရမှာပဲအစောရောမင်းစီသူနဲ့တွဲဖက်ပြီးတီးဆိုခဲ့တယ်စာအုပ်ကလေး၃အုပ်တခြင်းမှလည်းအောင်မြင်မှုတွေကိုထမှန်ရရှိခဲ့ပါသေးတယ်အောင်မြင်ကြတဲ့အစောရောတယောက်ဖြစ်ခဲ့ပေမဲ့လည်းအိမ်တောင်ရင်းမှာတော့ကံမကောင်းခဲ့ပါဘူးအိမ်တောင်꿰ပြီးတဲ့နောက်မှာကျမရေးလည်းထိခိုက်လာခဲ့ပြီးတော့တခြင်းအစ်တွေကလည်းမဖန်တီးနိုင်ခဲ့တော့တာပေါ့ကျမရေးချွတ်ကြလာတာကြောင့်ပရိသတ်တွေရှေ့ကိုတိတ်မထွက်ဖြစ်တော့ပဲအတော်ကြာပျောက်ဆုံးနေ ခဲ့ပါတယ်။တနေ့ကပရိသတ်တွေရှေ့ကိုပြန်ထွက်ပေါ်လာတဲ့အချိန်မှလည်းသူ့ရဲ့မျက်နှာမှာအဖိုးဖိတ်တွေကိုတွေ့ခဲ့ရတာကြောင့်သူ့ကိုချစ်တဲ့ပရိသတ်တွေကလည်းအရန်ကိုစိုးရင်ပူပန်ပြီးစိတ်စစ်ဖို့အတွက်ကိုတိုက်တွန်းပြောဆိုခဲ့ကြပါသေးတယ်။ Anonymous ကအရန်ကိုပိန်လှီနေပြီးမျက်နှာဟာလည်းဇီးရွံ့လောက်သာကျွန်တော်တို့မှာပရိသတ်တွေကဖိအားပေးပြောဆိုခဲ့ကြတာပါ။ဒါပေမဲ့ Anonymous ကတော့သူ့ချစ်တဲ့ပရိသတ်တွေကိုဖျော်ဖြေဖို့အတွက်ပွဲတွေကိုလက်ခံဖို့စီစဉ်ခဲ့ပါတယ်။သူဟာလည်းသူ့ချစ်တဲ့ပရိသတ်တွေနဲ့မဝေးချင်လို့နေမကောင်းတဲ့ဂျားရဲကနေပွဲတွေကိုလက်ခံဖြစ်လိုက်တာဖြစ်ပါတယ်။ အခုချိန်မှာဆိုရင်တော့ anonymous ကသာသနာ့ဘောင်တွေကိုရောက်ရှိသွားပြီပဲဖြစ်ပါတယ်။သူချစ်တဲ့သချင်းတွေပရိသတ်တွေကိုထားရိုက်ခဲ့ပြီးတန်တရာတပ်ဖက်ကန်းကိုကူးနိုင်မဲ့သာသနာ့ဘောင်တွေကိုဝင်သွားခဲ့တာပဲဖြစ်ပါတယ်။သာသနာ့ဘောင်တွေရောက်ရှိသွားတဲ့အချိန်မှာတော့မျက်နှာလေးဟာအေချမ်ပီကြီးလင်းနေတာပေါ့။နီးညွန်ရောင်သင်ငန်းနဲ့လည်းလိုက်ဖက်နေပြီးတော့သူရဟန်းဝတ်သွားတဲ့အကြောင်းကိုလည်းသူချစ်တဲ့ပရိသတ်တွေမြင်အောင်လိုင်းမော်ကိုတင်ထားခဲ့တာပေါ့။ပဲရွေးပဲချိန်ထိဝစ်မယ်လို့တော့မပြောပြမိအခုသူလောက်လိုက်တဲ့အရာကအများပြည်သူတာတို့ခေါ်စရာကိစ္စဖြစ်ခဲ့ပါတယ် သူကိုချစ်တဲ့ပရိသတ်တွေကတော့သူသာသနာပေါင်းနဲ့ဝင်သွားတာကိုချီနုပီတီဖြစ်နေတာပေါ့ဝေဖန်သူတချို့ကလည်းတစ်သလုံးဝှက်သွားရင်စွန်ကွန်းအစုံအမြဲလှူပါမယ်လို့တောင်ပြောဆိုနေကြပါတယ်ဒါပေမဲ့လည်းဝေဖန်မှုတွေကိုခံနိုင်ရရှိခဲ့တဲ့ anonymous ကယခုလိုသာသနာပေါင်းဝင်ရောက်ချိန်မှာပုံပြီးထောက်တောင်သိခံပြီးမိမိယုံကြည်အားကိုးကွယ်ရာဘာသာရေးကိုပဲဆက်လုပ်နေပါတယ်ပရိသတ်တွေကိုချစ်တဲ့ anonymous ကလူသားရဲကိုအရင်လောက်တော့မထွက်ဖြစ်တော့ပါဘူး။အိမ်တောင်ရဲ့ကိစ္စနဲ့ဈာမကြီးကိစ္စကြောင့်တချင်းအစ်စ်တွေထပ်မဖန်တီးဖြစ်တော့ပေမဲ့ဆိုရှယ်မီဒီယာပေါ်မှာတော့ပရိသတ်တွေနဲ့ဆက်သွယ် ည်းမပြောင်းဗီဒီယိုအတော်လေးတွေကိုလုတ်ပြီးတင်လေးရှိပါတယ်။သူသွားတာလာတာကအစရိုက်ပြပြီးတော့သူဘာလုပ်နေတယ်ဆိုတာကိုပါပရိသတ်တွေထပ်အသိပေးလေးရှိတာပေါ့။အရင်ရက်ကတင်ခဲ့တဲ့ဗီဒီယိုတစ်ခုမှလည်းမြမလုံးမပြောဘဲဘိုးလုံးမှုတ်သွားတာကြောင့်ပရိသတ်တွေကြာဝေဖန်စရာဖြစ်ခဲ့ပါသေးတယ်။ ဘိုးအစ်စ်လိုမမုတ်နိုင်ပေမဲ့ဘိုးပေါက်ဆတ်လိုမှုတ်ခဲ့တာကြောင့်အလွဲမလေးတွေတော့ရှိခဲ့တာပေါ့ဒါပေမဲ့အားမလျှော့ပဲဘေးနားကလူတွေကိုမင်းများပြီးတော့တင်ယူခဲ့ပါတယ်မပြောတတ်တာဟာရှက်စရာမဟုတ်ပဲတင်ယူလင်းလာခြင်းကသာအကောင်းဆုံးဆိုတော့ကို Anonymous ကလက်တွေ့ပြသသွားခဲ့တာပေါ့ဒါဟာလေငယ်စဉ်ကပညာကိုကောင်းမွန်စွာမသင်ကြားခဲ့ရတာတွေကြောင့်သူ့ကိုယ်လည်းအဖြစ်ဆိုလို့မရပါဘူးအခုချိန်မှာတော့ Anonymous ကသာသနာပေါင်တွေကိုဝင်ရောက်သွားခဲ့ပြီးဖြစ်တာကြောင့်လူပြန်ထွက်လာမှပဲသူ့ရဲ့တန်ဆင်အသက်တွေကိုနားဆင်နိုင်တော့မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity တီသတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးเนาะနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ